ယူလူရဲ့လေယာမီကအရန်ရှုပ်တဲ့ဘက်ကြောင့်ညာအရန်လည်းရှုပ်တယ်ရန်လည်းဒီတက်ရနာပေါ်တောက်ချောက်ခံရဆိုတော့အဲ့တော့ဦးစင်းတော့တိတ်ပြီးမကြွန့်ကျင်တဲ့အတွက်ကြောင့်မပြောခဲ့ဘူးဒီနေ့ကတော့ဦးစင်းတော့ကောင်းစီပေးပြီးမှပဲပြောရမှာပဲကောင်းစီကတော့ဇက်တူစားခြင်းမစားကြပါနဲ့လို့ပေါ့ပေါ်တော်ကနေမှပြူးလည်းမှရှိတဲ့ဌာနဆိုင်ရာအားလုံးကိုပြောချင်ပါတယ်ဗျကောင်းစီကဇက်တူသားချင်းမစားကြပါနဲ့ဆိုရယ်ကောင်းစီနဲ့ပါနော်ငွေတစ်ခုတည်းကိုမကြည့်ကြပါနဲ့ဇက်တူသားချင်းမစားပါနဲ့မတရားမလုပ်ကြပါနဲ့မတရားအနိုင်မကျင့်ကြပါနဲ့ သူတို့မှာဒီပင်ကမ်းရောင်းလို့ရတဲ့ချွေးနဲ့သားလေးတွေနဲ့နှိပ်ပေါင်းများစွာကလေးအခုမှဒါတွေခုလက်ဈေးမရှိသေးပါဘူးဈေးလည်းအဲ့လောက်ကြီးမတန်သေးပါဘူးဒါပေမဲ့နိုင်လူပစ္စည်းအနိုင်မကြည့်ကြပါနဲ့ဌာနဆိုင်ရာလူကြီးမင်းများခင်ဗျခင်ဗျတို့ဒီလူကပတ်စံမလောက်ပေးထားလို့လေအဲ့လူစောက်ကျင်ကောင်းတဲ့လူမဟုတ်ဘူးလေမင်းအညာလည်းခုမိမဖြစ်သွားကျွန်းတဲ့တိတဲ့သူဆိုသွားပြီးမှအကူညီတောင်းတယ်မောက်ကူတော်နဲ့တိတဲ့သူဒီမဟုတ်ဘူး ပေါကူတော်ကအဖေမျိုးဒီပါအကူညီတောင်းတော်မှာအမှန်တရားအမှန်ကန်လို့ရှိရင်ပေါကူတော်ဘယ်လိုလူမျိုးမှမျိုးမဆိုင်ဘူးပေါကူတော်ကြိုက်တယ်လို့ပုံအောင်ပြီလူအမှန်ကန်လို့တော့တဲ့ကိုမတွေ့လူတဲ့ဘက်ကိုပါလိုက်မှတော့မထင်နဲ့အားကြိုက်တဲ့လူလာခဲ့အဲ့တော့ပြေဦးလေးမှာရှိတဲ့စားပါလူကြီးမင်းများအားလုံးဒကာကြီးတို့ဒါအမှန်တရားအတိုင်းကူညီပေးပါကူညီပေးပါ အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စတူသားချင်းမစားကြဘူးပောက်ကိုရောမြေတားရက်ခံလိုက်တဲ့ရုတ်တန့်နဲ့အတူဘီလာရုနိုင်ငံကစစ်အုပ်စုဤတရားမဝင်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူများဆေလွတ်ပေးမိဆိုသည့်အပေါ်အရက်ဖက်အဖွဲ့အစည်းများပြစ်တင်ရှုတ်ချလိုက်တဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးခြင်းပါတယ် ဗီလာရုနိုင်ငံကစစ်အုပ်စု၏တရားမဝင်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူများဆေလွတ်ပေးမည်ဆိုသည့်အပေါ်အရက်ဖက်အဖွဲ့အစည်းများကပြစ်တင်ရှုတ်ချလိုက်ကြသည့်မြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်သည်ပြီးခဲ့သည့်ရက်တရက်ဘက်ခံကရုရှားနိုင်ငံနှင့်ဗီလာရုနိုင်ငံများသို့တွားရောက်ခဲ့ပြီး လေကင်း၏ခီးစစ်အတွင်းရုရှားနှင့်ဘီလာရုအစိုးရများကစစ်အုပ်စု၏တရားမဝင်ရွေးကောက်ပွဲကိုထောက်ခံသွားမည်ဟုပြောကြားခဲ့ကြောင်းစစ်အုပ်စု၏ဝါရဖြန့်ချီရေးမီဒီယာများတွင် ဖော်ပြခဲ့ကြသည့်အထူးသဖြင့်ဘီလာရုခီးစင်တွင်မင်းအွန်လိုင်းကဘီလာရုသမ္မတအာနာရှင်အလက်ဆန်ဒါလူကာရှင်ကိုထံတရားမဝင်ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူများဆေးလွတ်ပေးရန်တောင်းဆိုခဲ့ပြီးလူကာရှင်ကလက်ခံခဲ့သည်ဟုဒေတာတွင်သတင်းများတွင်ဖော်ပြခဲ့ကြသည် မင်းအောင်လိုင်းကလေးရင်းဤခီးစအတွင်ယခုနှစ်ကုန်ဒီဇင်ဘာလသို့မဟုတ်၈နှစ်အစပိုင်းဇန်နဝါရီလတွင်ရွေးကောက်ပွဲကျင်းပမည်ဟုပြောကြားခဲ့ပြီးရုရှားဆိုရကလည်းစစ်အုပ်စု၏တရားမဝင်ရွေးကောက်ပွဲကိုထောက်ခံသွားမည်ဟုပြောကြားခဲ့ကြောင်းစစ်အုပ်စု၏ဝါဒဖြန့်ချီရေးမီဒီယာများတွင်ဖော်ပြခဲ့ကြသည်ထို့သောစစ်အုပ်စုကျင်းပမည်အတူအယောင်ရွေးကောက်ပွဲကိုဘီလာရုစ်နှင့်ရုရှားအစိုးရတို့ကအကူအညီပေးနေမှုအပေါ်ရှုတ်ချကြောင်းအရက်ဖက်အဖွဲ့အစည်းယနေ့ထုတ်ပြန်ခဲ့သည် ညဒီမင်္ဂလာပါဗျာဒီနေ့ဟာ14ရက်တုန်းကပါ2000နဲ့မှ25ဖြစ်ပါလေကကောင်းဦးသိန်းဟာပြည်ဦးလေနေရာကြီးနေရာကြီးနဲ့ပတ်သက်လို့ရှိရင်အများအားကောင်းဆောင်နေတယ်တော့ပြောခဲ့လို့ဘာဖြစ်လို့ကပြောခဲ့လဲပြည်ဦးလေရဲ့နေရာကြီးကအရန်ရှုပ်တဲ့အတွက်ကြောင့်လားအရန်လည်းရှုပ်တယ်ရန်လည်းဒီတက်လာတာပေါ်တော့ချောချောနေဆိုတော့အဲ့တော့ဦးသိန်းတို့ကတိတ်ပြီးမကြမ်းကျင်တဲ့အတွက်ကြောင့်မပြောခဲ့ဘူးဒီနေ့ကတော့ဦးသိန်းတို့ဟာကောင်းစီပြည်ပြီးမှပဲပြောရမှာပဲကောင်းစီကတော့ဇက်တူသားချင်းမစားကြပါနဲ့လို့ပေါ့ကိုတော်ကနေမှာ ဒီဥလည်းမှာရှိတဲ့ဌာနဆိုင်ရာအလုံးကိုပြောချင်ပါတယ်ဗျ။ဟုတ်ပြီလားဇတ်တူသားချင်းမစားကြပါနဲ့ဆိုရဲခေါင်းစည်းနေပါဗျာနော်ခုဦးစင်းပြောနေတဲ့အရာကိုပြုလို့စားအဖာတွေရောဒီကုညီပေးဖို့စားအဖာတွေအကုန်လုံးဌာနဆိုင်ရာမစားဖာတွေအကုန်လုံးပေါ့ဗျာဒီတက်တော့ရောပါရောအကုန်လုံးပေါ့ဗျာဒါအမှန်တရားဖြစ်ဖို့ဆောင်ရွက်ပေးဖို့အတွက်ကိုဦးစင်းနေနဲ့ပြုလို့မှရှိတဲ့ဌာနဆိုင်ရာအားလုံးကိုမေတ္တာရခံကြပါလိမ့်ဗျာနော်ပြုလို့လေယာမြေကိစ္စပြုလို့မျိုးနေတဲ့ကျွန်းနှဖားထောက်ကျွော်အုပ်စုလက်ပံကုန်းကျွော်မှာမောင်းမောင်းအောင်မြင့်မြတ်ပိုင်ဆိုင်တော့ကွင်းမတ်910အတွင်းတို့ဥအောင်ကျော်မြင့်ခတ် ကိုဆိုင်တို့အဖွဲ့မှကိုယ့်အမှတ်906လေယာမြေပုံပုံစံခွင်ကိုကန်ဆောင်ပြီးမောင်ကောင်းမြင့်မြတ်ပိုင်ဆိုင်သောကိုယ့်အမှတ်130ရာပြည့်လို့ဥပဒေမဲ့ဝင်လာကခြံစင်းရုတ်ခတ်ချင်းလူနေအိမ်ဆောက်ချင်းအပင်များဆိုင်ချင်းကိုလာရောက်ပြုလုပ်နေပါသည်တဲ့ဒီကိစ္စနဲ့ပတ်သက်ရင်တဆိုင်ရာရည်ကြီးရောလဲစီရောအကုန်လုံးကြားမှုအကုန်လုံးမူလပိုင်ရှင်ဖြစ်တဲ့ဟုတ်လားမောင်မြင့်မြတ်ကပိုင်ဆိုင်မှုအထောက်အထားအပြည့်စုံနဲ့တင်ပြနိုင်တဲ့အနိုင်ရခဲ့ပေမဲ့မြို့နယ်လယ်စီမှာဆက်တဲ့တဲ့အခါကျတော့တစ်ဖက်ကကိုယ့်အမှတ် ဒီဝေရောက်ကျူးကျော်သူဥရောကျော်မြင့်ခကိုဆိုင်ကိုလွှဲမှပြီးအနိုင်ပေးလိုက်ပါတယ်။အားကြောင့်ဒီကိစ္စနဲ့တက်ဆိုင်ရာအခွင့်အရေးအနေနဲ့အောက်ခြေပြေပြေအထိတေချာကွဆင်းပြီးစစ်စစ်ပေးဖို့တကူဒါဥစဉ်တို့အနေနဲ့မေတ္တာရက်ခံခြင်းဖြစ်ပါတယ်။ကိုဆိုင်ဆိုတာကဒီ16မိုင်က16ဆိုတဲ့ PDB ပိုင်ရှင်တက်ဖို့ကပိုင်ရှင်လင်းမရနော်ချမ်းသာတရုတ်ဆက်ဒီပေါ့ဗျာ။ဆန်းအပြောကတော့ရမ်းကောင်းနေတာနော်။အခုလဲဒီဟာတွေနဲ့ပတ်သက်ပြီးဥစဉ်နဲ့တကယ်ဇေယရကလိုမိလားသူလိုဥစဉ်နဲ့မမနဂိုဝရဲကမရှိဆင်းရဲတဲ့ကလေးကဥစဉ်နဲ့ရင်းနှီးခဲ့တဲ့နော်တကာပေါ့ဗျာတကာပေါ့ဟုတ်လား။ ဒီဇနီးကိုအခုကြီးတော့တောင်းတယ်ဗောနဖုန်းရဲ့အဲ့ဒါကြီးနဲ့ဘာမှနဲ့ဘာဖုံးဆက်လာတယ်ဘာမှနဲ့ဗျာတဲ့တပြို့ရဲ့တငယ်ချင်းဖြစ်လို့ပါတယ်ဟောဦးစင်းကတငယ်ချင်းဖြစ်တော့ရင်သူမဟုတ်တာကြီးတော့မဟုတ်တာကြီးသူများပြည်စီယူမဟုတ်တာကြီးဌာနဆိုင်ရာငွေပြီးပြီးလုပ်တဲ့ရာကြီးကိုဟိုတစ်ဖက်ကဒီပွဲထားတဲ့သူကဦးစင်းတို့တတ်မတော်မိသားတတ်မတော်ဘက်ကဟိုတယ်လောက်ကဦးစင်းတို့ဘကိုးတိုင်းအုပ်ချုပ်ရေးဘက်မှာတိုက်ပွဲမှာကြာကျွန်းရတဲ့ဘုံမူနော်အဲ့ဘုံမူအမေဒီလည်းကောင်းရမွေရတင်ငန်းရောက်စားနေရအင်းစင်းစင်းလေးသူတို့မှရှိတဲ့အရာလေးကဒီအရာလေးကိုဝဲတာနေပေါင်းကဝဲဝဲထားတဲ့အရာလေး ဒါဝဲကားတဲ့ຢာဒီဒီတရုတ်ဆန်ကိုဆိုင်ဆိုတဲ့ဒီ16ပိုင်းကပိုင်ရှင်ကပထမကဒီနေပြည်တော်ကရှင်းနေနဲ့လာတယ်လာတယ်လာတဲ့ခါမှလည်းသူနော်ပရိရဲ့ဥစုစီမှာတာမိုင်နေရှိတယ်ပရိရဲ့ညောင်းသားကလည်းသူချိတ်ချောက်တယ်မြို့ဦးလည်းဒီချိတ်ချောက်တယ်အာဘယ်ကဗန်နီယာမတော့အတက်ခံလိုက်ရတယ်ဗန်နီယာမတော့ဒီကကြီးကလူတယောက်တက်ချင်လွယ်တယ်မလို့ဆိုတာမိမလို့မိမရပါဘူးတက်တက်ကိုဟုတ်လားဒီလိုတွေပြောခဲ့ဝမ်းစစ်16ပိုင်းမှာအဲ့ကိုဆိုင်ဒီ16ပိုင်းကတော်တော်များများစစ်တပ်တို့တပ်တို့တော်တော်များများကိုပတ်တနာသားတယ်မြို့ဦးလည်းမှာရှိတဲ့စစ်သားတော်တော်များများလည်းသူပတ်တနာသားတယ်အဝင်နဲ့ထွက်တယ်ဒါလို့ဒါလို့ဖြစ်နေတယ်ဒါဥစဉ်က ဦးစင်းပြောလို့ဒီကိစ္စနဲ့ပတ်သက်ပြီးမှားခဲ့တယ်ဆိုရင်ဘက်ကတော်ထောင်ချပလိုက်ဘက်ကတော်ရေးယူပလိုက်ဒီကိုဆိုင်ဒီလူယုံမှဆင်းနေမှာပါတယ်အဲ့တော့ပြောချင်တာကသူ့ရဲ့ကိုဘယ်စစ်တပ်နဲ့ပိုင်ပိုင်ဘယ်လူနဲ့ပိုင်ပိုင်ဟိုတော့ဌာနဒီလေဒီတိတော့ကလည်းနောက်ကိုတိတယ်ဒီခုတရှိကိုဆိုင်ပုံစံခွင့်ကသူကဦးစင်းကိုဆိုင်လို့ဝမ်မန်130တော့ဦးအောင်ကျော်မြတ်ခကိုဆိုင်လို့အဖွဲ့မှာဝမ်မန်106လေယာဉ်ပုံစံခွင့်ကိုကိုင်ဆောင်ပြီးတယ်ကိုဆိုင်ပိုင်တာက106 ကပုံစံထုတ်ပြတဲ့အခါကိုယ့်မှာ130တူက106ကိုကင်ဆောင်ပြီးမှ130ကိုဓာတ်မှတ်ယူတယ်106ကတတော်ထဲမှာပိုင်တယ်နောက်ကိုတတော်ကလည်းအမှန်တရားအတိုင်းပြောတယ်အမှန်တရားအတိုင်းထွက်တယ်ကိုယ်ဆိုင်ရဲ့ပုံစံကိုထွက်ပြတဲ့မြန်ကိုယ့်မှာ100နဲ့မှ6ထဲမှာဒီ130မူလပိုင်ရှင်ကဘဘူးတောင်းတတော်ကလည်းတည်တယ်အမှန်တရားတတော်ကလည်းနားလေတယ်အဲ့ဒီ junior ဘာအုပ်စုဥက္ကဋ္ဌကိုယ်တိုင်ကလည်းတည်တယ်ဒါပဲနဲ့ကိုဆိုင်ဒီလေယာပြေပေါင်ပေါင်ပြီးမှကိုပိုင်ပေါင်ပိုင်ပြီးမှဒီလေစီလို့နဲ့ပေါင်ပြီးမှငွေပေးပြီးမှဥစဉ်တော့ထင်တာပဲလူဘောက်ကထားတာ တွေးတော်မချောင်သေးပါဘူးရှင်းလမ်းမှာတိုက်ပွဲကြလို့တွေးတော်မချောင်သေးပါဘူးနော်ဒါပေမဲ့ဒီဘုံမှုကြီးရဟာပါဆိုရင်မတရားဆုံးသူကပြောတာမဟုတ်ဘူးနော်မှန်ကန်တဲ့နီးလန်းကိုရွှေ့ချယ်ပြီးတာမှန်ကန်တဲ့လမ်းကိုကျတော့မှန်လို့ပြောတာဒီကိုယ်ဆိုင်ဒီတက်မတော်ထားလိုက်နဲ့ပူပေါင်းနဲ့ဆိုတာခဏတက်မတော်လေးစားလို့မဟုတ်ကြီးညိုလို့လို့မဟုတ်ဘူးအတုံးချကြလို့လို့ဘာလို့လဲခဏတော့တိ့ကိုလို့တယ်ပောက်ကူတော်တော်မှာတလောက်ဘလောက်တော့တလဲလူချင်းလို့ကဘုရားဆိုရင်မှစီယုံနေလားစကားပြောတာတော့ခဏဘုန်းကြီးတော်ကခေါင်းကြီးအောင်ပြောနိုင်တယ်စကားတော့ခေါင်းကြီးအောင်ပြောနိုင်တယ် ဟုတ်လားဦးစင်းနဲ့ပတ်တရားပတ်တဲ့ကြောင့်လူတွေကိုလိုက်ပြီးမဆက်တဲ့ဆက်တဲ့ပြီးမှဦးစင်းရှောင်ပေးကိုရှောင်ပေးကိုပေါ့နော်ဦးစင်းရှောင်ပေးဆိုတာအမှန်တရားလုပ်ပေးဖို့ပဲဌာနဆိုင်ရာတွေကိုပြောတာအမှန်တရားစစ်စစ်ပေးကိုပဲပြောတာလူဝဝနေတဲ့အရာကျိုးလဲစီနဲ့အပိုင်ပေါက်ပြီးလူလဲစီကိုပတ်စံပေးပြီးမှလဲအဲ့ဒီဌာနဆိုင်ရာတွေကလည်းကန့်ကွက်ပါလေနဲ့ဒါကြီးကိုပုံစံခွင်ကိုပုံစံခွင်မှလည်းပုံစံခွင်တရားချောက်ထုတ်ပလိုက်ကွင်မှတရားချောက်ထုတ်ပလိုက်တယ်အဲ့ကွင်မှတရားချောက်ထရာဟာကြီးကိုယူလိုက်လေတေတော်တွေကတေတော်ပိုင်ဟောက်ယူမဲ့ရာယူလေဘာဖြစ်လို့ကွင်မှတရားတစ်ဆယ်ကိုလာပြီးအဲ့ကိုဆိုင်ရာယူရတာလဲ အဲ့ဒါကိုခုကိုယ်မှ130နာမည်ပေါက်ရအောင်လက်စီနဲ့ပေါက်မယ်အခုလုံနေတယ်ဒါလေးလက်စီမှာရှိတဲ့လူကြီးတွေမတည်ဘူးဒါလေးလူကြီးတွေမတည်ဘူးအဲ့တော့ငွေတစ်ခုလည်းကိုမကြည့်ကြပါနဲ့စက်တူစားခြင်းမစားပါနဲ့မတရားမလုပ်ကြပါနဲ့မတရားအနိုင်မကြည့်ကြပါနဲ့သူတို့မှဒီတင်ငန်းရောင်းလို့ရတဲ့ထွေးနေတာလေးတွေနဲ့နှိပ်ပေါင်းငါးသွားကြတယ်အခုမှဒါလည်းခုလည်းဈေးမရှိသေးပါဘူးဈေးလည်းအဲ့လောက်ကြီးမတန်သေးပါဘူးဒါပေမဲ့နိုင်လို့ပြည့်စည်နိုင်မကြည့်ကြပါနဲ့ဌာနဆိုင်ရာလူကြီးမင်းမကညာ ခင်ဗျားတို့ဒီလူကပတ်စံဘယ်လောက်ပေးထားလို့လဲအဲဒီလူစောက်ကျင်ကောင်းတဲ့လူမဟုတ်ဘူးလေမင်းအညာလည်းခုမိမဖြစ်သွားကျုံးနဲ့တိကျတူစီတို့သွားပြီးမှအခုညတော့တယ်မောက်ကူတော်နဲ့တိကျတူစီမဟုတ်ဘူးပေါကူတော်ရဲ့အဖေမျိုးဒီကအကူညီတောင်းတော့မှအမှန်တရားအမှန်ကန်လို့ရှိရင်ပေါကူတော်ဘယ်လိုလူမျိုးမှမျိုးမဆိုင်ဘူးပေါကူတော်ကြိုက်တယ်လို့ပုံအော့ပြီးလူမှန်ကန်လို့ထဲကူမလွတ်လူတတ်တယ်ကိုပါလိုက်မှတော့မထင်နဲ့အကြိုက်တယ်လူလာခဲ့အဲ့တော့ပြေဦးလေးမှာရှိတဲ့စားပါလူချင်းမင်းများအားလုံးဒါကြိုင်းလို့ဒါအမှန်တရားအတိုင်းကူညီပေးပါ ကူညီပေးပါအတူတာဘုံမှာကြာဆုံးသွားတူတာဘုံမှာမရှိတော့ဘူးတူတာဘုံမှာရှိတော့လည်းတူတာဘုံမှာအဲ့ကိစ္စနဲ့ပတ်သက်ဝင်မပါဘူးဥပဒေကိုလေးစားတယ်ရှေ့တန်းမှာဆယ်ယောက်တည်းပဲရှိတော့တယ်နောက်ဆုံးခိုင်းတာမိဘတွေကတော့စစ်သားကောင်းပိတာသွားပဲတိုက်ပွဲဝင်သွားခြင်းနဲ့နမိုင်းလာခြင်းနဲ့လက်နဲ့ချအညာခန္ဓာမလို့ခြင်းမှုနောက်ဆုံးပြည်တာမလို့ခြင်းမှုသူ့ရဲ့အမေကိုလှမ်းပြောတယ်သူသူစံဒီကိုလှမ်းပြောတယ် လူရဲကောင်းစံတော့တိုက်ပွဲဝင်သွားတယ်တော့မကြလေးပါဘူးဗျာရဲလဲပြီးတော့တုံးလေးရဲ့ပဲရှိပါသေးတယ်မိုက်ဆိုင်မှုကြီးလည်းရှိပါတယ်အောက်ခြေကြီးဥက္ခရာလည်းပြီးတယ်ဒါယူတစ်တော့ကလည်းအမှန်တရားတိုင်းပြီးတယ်လဲစီတခုတည်းလုံးရုပ်မာနေတာတို့မဆူမဆန့်ဒီကွင်းတွေကိုမကြည့်ဘဲနဲ့နော်တရား6ကွင်းမှာတရား6ကိုလက်ပုံစံကိုထုတ်ပေးလိုက်တယ် တက်တော်မြေကြီးကိုပုံစံကိုထုတ်ပေးလိုက်တယ်နောက်တော့တက်တော်မြေမှန်လည်းပြီးတော့ဘုံမှုတယောက်ရဲ့မိခင်ပိုင်တဲ့ဒီမြေလေးဝိမာန်တရားတစ်ဆယ်ကိုတောက်ယူတိုက်ခိုင်းပုံစံခွေးကြီးနဲ့တခြားသည်ခဏတော့အခုလည်းအဲ့ပုံစံခွေးကိုစစ်ဆေးလို့ရတယ်အမှန်ဆိုရင်မိုက်အဲ့ပုံစံခွေးကိုလက်စရပြန်သိမ့်လိုက်လေဗျာပြန်သိမ့်လိုက်လေဗျာမသိမ့်မဲနဲ့ဒီဘာဖြစ်လို့ဝိမာန်တရားတစ်ဆယ်ကတော့လုံးပြီးရုပ်မှန်နေကြရတယ်ဘာလဲကိုဆိုင်ရငွေဘယ်လောက်ပေးထားလဲအဲ့16နိုင်ငံက16 KTV တက်ခိုကန်ပိုင်ရှင်ကခဏတော့ဘယ်လောက်ပေးထားလဲ အဲ့တော့ပြေဦးလို့ရတန်တယ်ကအကုန်လုံးရောဗျာအမှန်တိုင်းတကယ်လို့မှားခဲ့တယ်ပောက်ကူတော်ဘက်ကမှားခဲ့တယ်ဆိုရင်ပောက်ကူတော်တစ်ချက်ရေးယူပါတကယ်လို့ပောက်ကူတော်ပြောခဲ့တာမှန်ကန်ခဲ့တယ်ဆိုရင်အမှန်တရားတိုင်းတကယ်တဲ့ဘုံမှုတယောက်ရဲ့မိခင်ကြီးအမှန်တရားတိုင်းဆောင်ရွက်ပေးဖို့အားလုံးကိုဌာနဆိုင်ရာဝန်ထမ်းပေါင်းဌာနဆိုင်ရာပေါင်းစုံကိုပောက်ကူတော်အနေနဲ့အကူအညီတောင်းပါတယ်အားလုံးလာပါပဲဗျာ